အမှန်တိုင်းပြောရရင်တော့တကယ်ကိုယ့်ရဲ့ပွဲဥထွက်ပေါ့နော်ပွဲဥထွက်ဆိုတာဒါ secondary time များများနဲ့မြင်ရတဲ့ဟာမျိုးဆိုရင်တော့လှလပပလေးရောရိုက်ချင်တာပေါ့နော်အိမ်မော်နဲ့မမြင်ပေးဘူးပေါ့နော်ဟုတ်ပါတယ်တချို့ဆိုလို့ရှိရင်အဲ့လိုမျိုးအဲဘာဖြစ်လို့ဒီလိုမျိုးဝီဝင်ရိုက်တာလဲဒါလို့များတဲ့နေရာလေးပါဒီဟာလို့များတဲ့နေရာလေးကြရင်တော့ဟိုနည်းနည်းနှစ်ခေါက်သုံးခေါက်တော့တော့ပြင်ရပါအာကို့အခန်းမပါသေးဘူးဆိုရင်အပေါ်မှာပျော်ပါပဲဒီဖွဲ့လိုက်ကြည့်ဟိုမတဲကြတဲ့အဖွဲ့ကအွန်ဆင်းအောင်မတဲတော့ဘူးနောက်ခွဲကြလို့ရှိရင်မုတ်တီစားတဲ့စားကြနောက်ကြနဲ့အဲ့လို ညီမကဒီ new nino tower way ဆိုတဲ့ဇာတ်ကားထဲမှာဆိုလို့ရှိရင်ညီမပိန်သီးဆိုတဲ့ character နည်းနည်းပေါင်းဝင်တရုပ်ဆောင်လာပါတယ်။ new nino tower way တင်းရမနေပြီးတော့ဟိုခေါ်တာပေါ့နော်။အဓိကတော့ညီမတို့ရုံပေါ့နော်။အာ MRD ဖိုယုံကနေပြီးတော့အာဒီ character လေးပေါ့နော်။ဟိုဒီပိန်သီးဆိုတဲ့ character လေးနဲ့ညီမလေး ကန်းလန်းတာပေါ့နော်ဒီຢာလေးကိုအဲသဘောကြလားရိုက်ချင်လားဇက်ဘယ်လိုပြောမလဲဒီ character လေးအကြောင်းကိုလည်းနည်းနည်းလေးအကြမ်းမြင်ပြောပြရပေါ့နော်အာညီမကဟိုကြိုက်ပါတယ်ဘာလို့ဆိုတော့ဟိုကိုကဒီမှာက subscribe တိုင်းလည်းများများရတယ်နောက်ပြီးတော့ဟိုကိုနဲ့မတူဘူးပေါ့နော်ပထမဆုံးဒီလိုဟို လာလာပပလည်းမဟုတ်ပဲねအင်ဘောပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးဆိုအဲ့လိုစူးစမ်းကြည့်မယ်ပေါ့เนาะစူးစမ်းကြည့်မယ်ဆိုပြီးတော့လက်ခံခဲ့ရပါရှင့်နောက်ကြတော့မှဒီ secret device တိချပဲပြီးတော့ဟိုလောက်ွက်လဲရတယ်သဘောလဲကြရဲဆိုတော့လက်ဖြစ်သွားပါရှင့်ဟုတ်အစားတော့ကိုလည်းအဲ့လောက်ကြီးအရှင်းကြီးပေါ့เนาะဒါလုံးဝမိတ်ကပ်မပါဘူးလို့မထင်ဘူးဟောအင်ဘောဆိုတော့လည်းနည်းနည်းလေးပေါ့เนาะနည်းနည်းလေးတော့ပြင်ရမယ်ဆိုတော့ မဲ့ဟိုရောက်တော့လောကလုံးဝမပြင်ရဘူးအဲရောက်လို့ရှင်ကိုကအဲသူများတွေတခြားအမတွေမိတ်ကပ်လိမ့်နေပြီဆိုလို့ရှင်အကွာ AC ပဲကွာနောက်ဆုံးမှာပေါ့နော်ရတဲ့ AC ပဲဟိုမပြင်းမနဲ့ထားသွားရတောင်ရတယ်သပင်လေးပဲပေါ့နော်သပင်လေးကိုတေချာလေးတေးတက်လေးဖြစ်အောင်ပဲလောက်ရလေးပဲအချိန်ယူရတာပေါ့နော်အဲမိတ်ကပ်ဆိုရင်ကို့အတွက် AC ပဲတိတ်ပြီးတော့ဟို ဟိုခေါင်းထဲထည့်စရာမလိုအချိန်ဒီပိုင်းနောက်ကြရပါလေဆိုလဲလေအပိန်သေးဆိုတာနဲ့ AC ပဲ2မိနစ်လောက်ဆိုတာနဲ့ပြီးသွားတာအဲ့လိုမျိုးပေါ့စားရလဲရုံဖက်အစီစဉ်ပေးရဆိုတော့လေဒီစကားဖက်အစီစဉ်ပေးရဆိုတော့ဖြစ်ကျွန်တော်ဝေစားလေးရလဲဟိုပင်တိယမှာတွားရတဲ့အချိန်ကိုအရန်တိတာပေါ့ဟိုဒီ channel ရဖိလို့ပါလို့ဆိုလေပင်တိယအရန်အေးတယ်အရန်အေးတော့ကိုကအနှွေးတွေအများကြီးဟိုဝင့်နေရတာဆိုတော့လေဟို တကူးတကာကြီးကမှအနွေးတဲ့ကြီးဘူးပြီးရိုက်ဆရာမလို့ချမ်းလို့ရှင်လဲကိုခဏရက်လိုက်တဲ့အချိန်မှာချမ်းသွားလို့ရှင်လဲအနွေးတဲ့တောင်းဝေးဆရာမလို့ကိုအနွေးတဲ့နဲ့ကိုအဆင်ပြေနေအဲ့လိုအမှန်တိုင်းပြောရရင်တော့တကယ်ကိုရဲ့ပွဲဥထွက်ပေါ့နော်ပွဲဥထွက်ဆိုတာဒါ secondary တိုင်းများများနဲ့မြင်ရတဲ့ဟာမျိုးဆိုရင်တော့လှလပပလေးရောရိုက်ချင်တာပေါ့နော်ဒါပေမဲ့အခုလိုမျိုးရိုက်ခဲ့ရတဲ့ဟိုရိုက်ခဲ့ရတဲ့အတွက်ကြောင့်ဘယ်လိုလဲဆိုတော့မလမပဘူးဆိုပေမဲ့လောက်ွက်လေးရဲ့လည်းရတယ်နောက်ပြီးတော့ character လေးကလည်းဟို ကိုကိုကိုတော့ချစ်ဖို့ကောင်းတယ်လို့တော့ထင်တယ်ပေါ့နော်ဘာလို့ပိန်သေးရာသူကဟိုနည်းနည်းယိုယိုတာယိုတာပြီးဆက်ဆက်တိမခံတဲ့ပုံစံပဲအမှန်တရားကိုသူကမျက်နှိုးရယ်ပေါ့နော်ပြီးတော့သူဒီအင်ရှင်နေပုံမှာလည်းအရန်ကိုတစ္ဆာရှိတယ်အဓိကကသူကစနိုးလေးစနိုးလေးကိုသူကအရင်ကဒီမိသားစုကမိသားစုကိုအရန်နဲ့ချစ်တယ်အဲ့ဒါကိုမှတော့ဒီမိသားစုဆုံရှုံသွားတယ်ဟိုအမေတို့ဥပမာအဖွားတို့ဆုံရှုံသွားတော့ဒီစနိုးလေးတယောက်တည်းကြံခဲ့ရတဲ့အတွက်ကြောင့်ဒီအိမ်မော်တွေက ပိုချစ်ပြီးတော့ပိုဂီယူဆိုင်ပြီးတော့ဗောနော်ဒီကလေးလေးကိုအရန်ဝိုင်းပြီးတော့ဟိုနွေးနွေးထွေးထွေးဂီယူဆိုင်နေရတာဆိုတော့ကာရက်တာလေးဆိုတော့ချစ်ဖို့လည်းကောင်းတယ်နောက်ပြီးတော့ဟိုသဘောကျတယ်ဗောနော်အစတော့ကလေးဟိုဒီပိန်သေးဆိုတော့ကိုတော့စက္ကန့်တိုင်းများရရဲဆိုပေမဲ့အဲ့လောက်လူတိမဲ့တော့မထင်ဘူးမထင်ဘူးဆိုတော့ အဓိကကဟိုအရှိမအများကြီးပေါ့နော်အရန်ကောင်းတဲ့အတားကြီးစီနီယာကြီးရှိရဲတိတာကိုဂျူနီယာညီမလေးဆိုလဲအဲကောင်းတယ်ပေါ့နော်ဂျူနီယာမဟုတ်မှလည်းအတီတီပေါ့အတူတူပေါ့နော်လုံနေညီမလေးဆိုလဲသူတို့ကြတော့ဟိုပို့ပြီးတော့ပါရတယ်နောက်ပြီးတော့ပို့ပြီးတော့နေရာရကြတဲ့နေရာလေးဆိုတော့လေအော်ကိုကဒီအိမ်မော်ဆိုတော့အော်ကိုအတိလောက်ပေါ့နော်ကိုရဲ့ပန်ဝင်ကျင်လောက်ပဲအဲကိုတိရောက်ဆောင်နိုင်ဆိုတော့တိမယ်ဒီလောက်ပဲတော့ထင်ခဲ့တာပေါ့ ဒါမဲ့ဒီလိုမျိုးတချို့ဆိုရင်အခုပိန်သေးကိုချစ်ကြတယ်ကွန်မန့်လေးဖက်ရတယ်ကွန်မန့်လေးဖက်လို့ရှိရင်ပိန်သေးရချစ်စရာလေးအဲပိန်သေးရမိတ်ကပ်မပါရင်တော့မသိရမလားအကြည့်တက်လေးအဲ့လိုမျိုးသဘောကျရပေါ့နော်အဲ့လိုလေးမြင်ရတဲ့အတွက်ကြောင့်ဟိုကိုလုတ်ခဲ့တဲ့ဟာကိုပို့ပြောခြင်းနဲ့အားရတယ်ဝမ်းလဲဝမ်းသာပါတယ်အဲ့လိုမျိုးတွေ့ရင်တော့ဝမ်းသာပါတယ်ဟုတ်ကိုအဲ့လိုမျိုးလေဟိုအိမ်မော်နဲ့မမြင်ပေးဘူးပေါ့နော် ဟုတ်ပါတယ်တချို့ဆိုလို့ရှိရင်အဲ့လိုမျိုးအဲဘာဖြစ်လို့ဒီလိုမျိုးဝင်ရိုက်တာလဲဆီယမားကာရက်တာကြီးနဲ့လိုက်တယ်ပေါ့နော်အဲ့လိုပြီးတော့အဲလိုဟိုမြင်ပေးကြရတယ်တဲ့သဘောကျပေးကြရတယ်အဲ့လိုမျိုးအရန်ဝမ်းတာတယ်ပြုံးမပြတ်တဲ့အောင်လည်းပီတီဖြစ်ပါတယ်ဟုတ်အတက်နိုင်ဆုံးအလွန်ဆုံးကိုကတော့ဟိုလေကိုကြောင့်နဲ့အဲ့လိုစီနီယာကြီးဟိုနောက်ချက်ဖြစ်မှာကြောက်တော့လေဟိုစူးစမ်းပြီးတော့လုပ်ပါတယ်နောက်ပြီးတော့ဟိုဒါလည်းများတဲ့နေရာလေးပါဒီအားလည်းများတဲ့နေရာလေးကြာရင်တော့ဟိုနည်းနည်းနှောက်သုံးခေါက်လောက်တော့ပြင်ရပါတယ်ဒီအားမျက်နှာပေး ID နဲ့ဆိုရင်တော့ ိုတိတ်တော့ရိုက်ဆရာမလို့ပါဘူးတကယ်တော့ဒီမာပေါက်မယ်လို့တော့မခံယူရဘူးပေါ့နော်ဒါပေမဲ့တော်တော်များလေးတိလာကြရတဲ့ကြောင့်ဥတော့တကယ်တော့အမတ်တရားလည်းဖြစ်ပါတယ်ဒီကားလေးကတော့အမတ်တရားဆုံးပေါ့နော်အာနောက်ပြီးတော့ဘေးသက်တရားလည်းလက်ခံကြရတချို့ဆိုလို့တချို့ညီမလေးတွေပေါ့တော့တချို့ကလေးလေးတွေဆိုလို့ရှင်အာ TikTok တို့ဘာလို့မှမမပိုးဖန်တို့ဘာလို့သူဟိုနာမည်ပါရင်းနဲ့ပါနောက်ပြီးတော့နေတိုင်းဗီဒီယိုလေး edit ပေးတယ်ကိုအောင်မှတစ်ခါကြရတယ်လေဟို မတိဘူးကိုတယောက်ဆောင်လိုက်တဲ့ဟာဟိုခန်းဆိုလို့ရှိရင်သူအဲအခုဖန်ညီမလေးလှုပ်ပြီးတာပေါ့နော်ဟိုဆရာကရန်ကုန်မှာခြေလမ်းပြက်နေတယ်ဘာဘလို့ပြက်တာလဲမတိဘူးဆိုကိုတော့ဒီအိုင်ဒိုင်လော့တိုင်းပြောတာပေါ့နော်အဲသူတို့ editor ကလေဆိုလို့ရှိရင်တော်တော်ချစ်ဖို့ကောင်းတဲ့သဘောလဲကြပါတယ်ဟောအရင်ခက်ခဲတဲ့အခန်းတော့မရှိပါဘူးဒါပေမဲ့ဟိုပေါ့အခုမလားမလားသေးဘူးပေါ့နော်ဒါပိန်သေးရဲ့နောက်ဆုံးစင်းဆိုလို့ရှိရင်တော့အာနည်းနည်းတော့ ိုပြီးတော့အားဆိုင်ထုတ်ကြရပေါ့နော်ပို့ပြီးတော့လည်းအဲစူးစမ်းရပါတယ်နောက်ဆုံးစင်လေးဆိုတော့အရှိရဟာလည်းစူးစမ်းရပါပေါ့နော်ဒါကနည်းနည်းလေးကြီးတဲ့စီးဖြစ်သွားတော့လေဟုတ်နောက်ပြီးတော့အမှတ်တရကတော့ပျော်ပါတယ်ဒီမြူနင်းတို့ထားဝါဝေတင်းကလည်းအရန်ကိုအဲသဘောကောင်းတယ်ချစ်ဖို့ကောင်းကြတယ်အကုန်လုံးကအဖွဲသားတွေကနွိနွိထွိထွိပဲ အကုန်လုံးနဲ့တင်ပြပေးတယ်တယောက်နဲ့တယောက်အဲ့လိုမျိုးပေါ့နော်ဟိုတင်ပြပေးတယ်ကုညီကြီးကုညီကြရတယ်ပေါ့နော်မိသားစုလိုပဲအများတန်းကပင်တယောက်မှာဆိုလဲဒါဟိုမှာနေပြီးတော့အဲရိုက်ကွေးလောက်ကြတယ်ရန်ကုန်ဆိုလဲအဲ့လိုပဲလာရဲကြတယ်အဲကို့အခန်းမပါသေးဘူးဆိုရင်အပေါ်မှာပြောပါပဲဒီအဖွဲလိုက်ကြည့်ဟိုမတဲကြတဲ့အဖွဲကအွန်ဆင်းရမတဲတော့ဘူးနောက်ွယ်ကြလို့ရှင်မုတ်တီစားတယောက်စားကြနောက်ကြနဲ့အဲ့လိုဟိုတခန်းထဲမှာပဲနေကြတာဆိုတော့လေအကုန်လုံးပြောပါပဲအွန်ဆင်းရအောင်တော့အကုန်လုံးကချိန်သွားတာ အကုန်လုံးမတည့်ကြတော့လို့ရောဖြစ်တာအမှတ်တရပါဘောနော်အပိုင်းတိုင်းကြည့်လိုက်ရတော့ဒီကြောင်ဟိုအစားတော့ကတော့ကိုယ်ဟာလေးပဲကိုစခရစ်ဖတ်တော့လေတိတ်ပြီးအကုန်လုံးအပြည့်စုံတော့မသိခဲ့ဘူးအခုကျတော့ဒီဒေတာနဲ့ကြည့်တော့ကောင်းတယ်သူကတပိုင်းတပိုင်းကြည့်နေတာကိုဟိုဆွဲခေါ်သွားတယ်နောက်ပြီးတော့အကုန်တယောက်ဆောင်တာက အကုန်လုံးကဟိုသူကိုက်တန်းနဲ့သူလိုက်တယ်ပေါ့လိုက်တယ်လို့ခံစားရပါတယ်ဟုတ်အကုန်လုံးကဟိုဘယ်မှာဟို တင်းဝေါ်ရှိရှိပေါ့နော်အကုန်လုံးလောက်ကင်သွားတယ်အဲသဘောကြပါတယ်ကိုတကယ်လုံနိုင်ခဲ့ရင်သူကတိကြမှာပဲလေအဲ့တော့ရပါစင်းနေတယ်များရတော့မဟုတ်ဘူးကိုအဓိကလောက်ွက်ရမယ်ကိုကိုကိုကွန်ဖီဒန့်ရှိမယ်ဒီကရိုက်တာပေါ့နော်လုံနိုင်တယ်လို့ခံစားရင်အော်ဘယ်နေရာပဲဖြစ်ဖြစ်ကိုအကောင်းဆုံးလုပ်သွားပါမယ်လို့ဟောဒီမြူနင်းတို့ထာဝရဝေဆိုတဲ့ဇာကားလေးကိုအာဆက်ပြီးတော့အာအားပေးကြပါနောက်ပိုင်းနေလဲအများကြီးမထင်တာတဲ့ ဟိုဘောဇက်ကွက်တွေလည်းအများကြီးပါပါတယ်လို့ပိဿတ်တွေသဘောကျနိုင်မဲ့ဇက်ကားမျိုးလေးပေါ့နော်အဲတစ်ဖွဲ့သားလုံးဒီမျိုးနဲ့တော့ဒါဘာဝေးတစ်ဖွဲ့သားလုံးကလည်းအများကြီးစူးစမ်းရတဲ့အတွက်ကြောင့်အားပေးကြပါလို့ပြောချင်ပါတယ်ရှင်